ဟယ်လိုအားလုံးပဲမင်္ဂလာပါအခုကျွန်တော်ပြောပြပေးသွားမယ့်အကြောင်းအရာလေးကတော့ဇုံမီမလေးတံပြတီတုပ်ပေါ့နော်ဘယ်လိုလုပ်စားမလဲဆိုတာပြောပြပေးသွားမှာဖြစ်ပါတယ်အခုကတော့တံပြတီကိုလီထားတဲ့ဥစ္စာကိုကျွန်တော်ထညရေဟာပျော်ထားတဲ့ထဲကိုထည့်ထည့်ပြီးတော့ကျွန်တော်အရတာရှိအောင်ပေါ့နော်တံပြတီနဲ့ဟာအထဲစိတ်ဝင်နေအောင်နေမှာနေတာဖြစ်ပါတယ် ဲ့ဒါနေပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့မြုပ်တီးမုံပေါ့နော်ကိုကြိုက်တဲ့လောက်ကိုထဲတာထဲမှာဖြစ်ပါတယ်အဲ့ဒါလဲဟာတံပြာတီးတဲ့ကိုအာရတာရှိအောင်ပေါ့နော်အဲ့ဒါလေးကိုထဲစိတ်ကြိုက်နေပြီးရမှာဖြစ်ပါတယ်အဲ့ဒါမှအရတာကကောင်းကောင်းလေးစားရမှာဖြစ်ပါတယ် yes အဲ့ဒါပြီးရနေဆိုကျွန်တော်တို့ဟာ ပစုံမုံပါเนาะပစုံမုံကိုထည့်မယ်အဲ့ဒါလဲကျွန်တော်တို့တံမြတီသေးကိုအယတာတွေမြများဝင်အောင်လို့ပေပေအဲနှံ့နေအောင်ကျွန်တော်တို့ နေပေးရမှာဖြစ်ပါတယ်အဲ့ဒါမှကျွန်တော်တို့တံပြတီတူကောင်းကောင်းလေးစားရမှာဖြစ်ပါတယ်ချင်းချိုင်ကျွန်တော်ထည့်လို့ရှင်တော့တံပြတီတူအရတာမရောက်ဘူးပေါ့နော်ဒါမျိုးကောင်းကောင်းလေးကျွန်တော်နေပေးမယ်ဆိုလို့ရှင်ဇိုမီတံပြတီတူကဆိုလို့ရှင် အရန်စားကောင်းတော့မှာဖြစ်ပါတယ်အဲ့ဒါလေးကိုပြောပြပေးခြင်းနဲ့အခုဆိုရင်ဇိုမီ တံပြတီတို့ရရှိတော့ပါပြီမိတ်ဆွေတို့လည်းဒီနီလေးဒီနီလိုက်တဲ့အချိန်လောက်စားကြည့်ပါနော်ကျေးဇူးတင်တယ်ပါပါ